အရက်မိုးပြီးကားမောင်းရာကနေအမျိုးသမီး၃ဦးလုံးပွဲချင်းပြီးတည်ဆုံတဲ့အထိဆိုပါခဲ့တဲ့စူပါလင်းရဲ့ရင်တိုင်းမှုမင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ဟာတတိုက်လူရှင်တော်အဖွဲ့ကနေအမှုပညာလောကမှာပေါပောင်မြမြဖြစ်လာသူဟာတာပြုတ်ဆောင်စူပါလင်းကတော့အခုချိန်ထိတငယ်ချင်းဖြစ်သူတွက်လက်နဲ့အတွင်းညီညီဟာတာပြုတ်ဆောင်လေးတွေကိုလှုပ်ဆောင်ပြီးပရိသတ်အားပေးမှုကိုရရှိနေသလိုလူကြိုက်များတဲ့အဖွဲ့လေးတစ်ဖွဲ့လည်းဖြစ်ပါတယ် ဒါပေမဲ့လည်းအခုလိုပြိသက်တွေကိုအမြဲတမ်းရေမောပျော်ရွှင်လုပ်ပေးနေတဲ့ဟာတာပြုတ်ဆောင်စူပါလီဟာမေဆယ်ရည်နေ့မှာတော့အစိုးရဆောင်ရှင်မတော်တဆမှုကြီးတစ်ခု ဖြစ်သွားခဲ့ကသူ့ကားနဲ့ဝင်တိုင်းမှုကြောင့်ကားရှိမှရှိတဲ့ဆိုင်ကယ်ဘေးတွဲပေါ်ပါအမျိုးသမီးတောင်းအိုးပွဲချင်းပြီးကဆိုင်ကယ်မောင်းသူအမျိုးသားပေါင်းကြိုးသားခဲ့တယ်လို့သိရပါတယ်။ဒီဖြစ်စဉ်ဟာ9ရက်လောက်ကြာပြီးဖြစ်ပေမဲ့လည်းဆိုရှယ်မီဒီယာမှာတော့မတွေ့ရဘဲဖြစ်နေခဲ့တာပါ။ဖြစ်စဉ်အစားကတော့စူပါလီရဲ့ကားကမေဆယ်ရည်နေ့ညမှာတော့တန်လင်ကို လဝဲတတာကနေဖြတ်မောင်းသွားခဲ့တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ဖြတ်မောင်းသွားတဲ့အချိန်မှာကားအစီးတက်ဖြစ်သွားခဲ့တာပါ။အဲဒီလိုဖြတ်မောင်းသွားချိန်မှာစူပါလင်းရဲ့ကားကတစ်ဖက်ကဆိုင်ကယ်ကိုကျော်ဝင်တိုက်ခဲ့တာဖြစ်ပြီး သူတိုက်လိုက်တဲ့အချိန်ကြောင့်နေရာမှာတဲ့အမျိုးသမီး၃လုံးပွဲချင်းမိတေဆုံးကတယောက်ဆိုရင်ကားလေးချိတ်ပါသွားတဲ့အထီကိုစိုးဝါခဲ့ပြီးဆိုင်ကယ်ရှင်မောင်းသူကတော့ပေါင်ကျိုးသွားခဲ့ပါတယ်။ဒါကြောင့်မလို့လက်ရှိမှာတော့ရဲတပ်ဖွဲ့ဝင်နဲ့တာဝန်ရှိသူတွေကစူပါလင်းကိုခေါ်ယူထိန်းသိမ်းထားခဲ့ပြီးဖြစ်ပြီးစစ်စည်းချိန်မှာတော့စူပါလင်းကတော့အယက်မူးနေရဖြစ်ပြီးစကားတွေလည်းမမှန်ဖြစ်နေခဲ့တာပါ။သူပါလင်းကိုထိမ့်သိမ်းထားစင်မှာသူဟာတပင်အဖွဲတွေကလာဟာတာအစည်းအုံးတွေကလာဆိုတာတော့မသိတော့ဘဲလွတ်နေရဲ့လို့သိရပါတယ်။အခုချိန်ထိတော့ သူ့အမှုအတွက်ဘယ်အမှုပညာအပေါင်းအသင်းမိတ်ဆွေကမှလာရောက်ကူညီပေးတာမျိုးလည်းမရှိသေးဘူးလို့တီကြတဲ့သတင်းရင်းမြစ်တွေကဆိုပါတယ်။တည်ဆုံသွားသူအမျိုးသမီး၃ဦးကလည်း20ကျော်အရွယ်လေးတွေဖြစ်ပြီးအရွယ်ကောင်းလေးတွေဖြစ်လို့မိဘတွေကတော့တကယ့်ကိုဝမ်းနည်းနေရမှာအမှန်ပါပဲ။အခုလိုအရမိုးပြီးလမ်းပြောင်းပြန်မောင်းခဲ့တဲ့လူတည်ဆုံတဲ့အထိရင်တိုင်းမှုဖြစ်ခဲ့တဲ့စူပါလေးအပေါ်မိမိရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ ဝိုင်ပြက်ကာတမားနဲ့ပေါင်းပြီးခီးတဲ့ကိုအုပ်စုဖွဲ့ဝိုင်းရိုက်ခဲ့တဲ့ခပိုင်းနိုင်များမိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့အခုနောက်ပိုင်းမှာတော့ခပိုင်းနိုင်တီကအုပ်စုဖွဲ့ရန်ကားကမိုက်ကြီးခွဲတဲ့အထိကိုစိုးဝါလာခဲ့ပေမဲ့လည်းနှိမ်နေနိုင်တဲ့သူဆိုရာလည်းမရှိသေးပါဘူးဒီထက်ဆိုရာကတော့ကိုရှိမှတခုခုဖြစ်နေဝင်ကူမဲ့သူမရှိပဲ ကိုဖြစ်ကိုခံစနစ်ကြီးတစ်ခုလုံးဖြစ်လာခဲ့တာပါအခုတခါမှလည်းရန်ကုန်မြို့လယ်ရှိပန်းစိုရန်လန်းနဲ့ကန္နာလန်းတောင်မှာ WB ရဲ့ဇီနင်းသူလူငယ်တအုပ်ကိုခပိုင်းနိုင်များကအုပ်စုခွဲချိုင်းနဲ့မို့မေ16ရက်နနက်ပိုင်းမှာဖြစ်ပွားခဲ့တာပဲဖြစ်ပါဖြစ်စဉ်အစကတော့မနေ့က8:45မိနစ်မှာအမျိုးသားတအုပ် သွေးထွက်တရားများဖြင့်လမ်းပေါ်မှာလဲကျနေရကိုတွေ့လို့ဆက်သွယ်လာခြင်းကြောင့်ပရာဟိတာအဖွဲ့များတွားရောက်ကူညီခဲ့တာဖြစ်ပါတယ်။အရိုက်ခံရသူကောင်းလေးကတော့အသက်၁၉ဝန်းကျင်ကလေးတယောက်ဖြစ်ပြီးခေါင်းမှာသွေးတွေနဲ့လဲနေရပါ ဒါကြောင့်ကိုပူတူကတော့အစကျွန်တော်ကိုဝိုင်းရိုက်ခံထားရတယ်ဆိုပြီးအကူအညီတောင်းနေဖုန်းဝင်လာလို့လာခဲ့ကြတာဖြစ်ပြီးရောက်တော့ကောင်လေးကတတိလင့်နေရယ်ကောင်းမလေးပောက်ပြဲတန်ရပြက်ရှာတန်ရတွေ့ရတယ်ဖြစ်စဉ်ကိုပဝင်းချော်မေးကြည့်တော့ YBF ပေါ်မှာခပိုင်းနိုင်ခံရတာလို့သိရတယ်သူ့စီကဖုန်းကိုခပိုင်းနိုင်သွားတာသိလို့ပြောချိန်မှာပဲခပိုင်းနိုင်တွေကကားပေါ်ကကန်ချပြီး အောက်မှာအုပ်စုဖွဲ့ဝိုင်းရိုက်ကြတာလို့သိရပါတယ်။ကားနံပါတ်လဲ WB ရဲ့89ကားပေါ်မှာဖုန်းနိုင်ချင်းခီးတယ်အမလုပ်ဖို့ပြန်ခုခံခြင်းကနေခပိုင်းနိုင်တွေကကားပေါ်ဟာတွန်းချပြီးအောက်မှာအုပ်စုလိုက်ရိုက်နှက်ခဲ့တာပါ။ရိုက်နှက်ခရရသူမှာအသက်19နှစ်အရွယ်ရှိအမျိုးသားတအုပ်ဖြစ်ပြီးဦးကောင်းညာဘက်ဂျိုဆောင်တွေ ပေါပြဲတရားများရရှိကြောင်းလက်ရှိမှာရန်ကုန်ပြည်သူစေယုံကြီးတို့ပို့ဆောင်ခဲ့ရတာပဲဖြစ်ပါတယ်။အခုလိုကားပေါ်မှာခပိုင်းနိုင်လို့ကိုကပြန်ပြောရင်လည်းကိုပဲခင်ရတာပါ။သူတို့ကအဖွဲလိုက်ဖြစ်လို့ဘသူမှလည်းမကူညီရဲကြပါဘူး။ပဝင်းကျင်ကလည်းဝိုင်းကြည့်တာလွှဲရင်ငါမဟုတ်တလို့နေသားနေကြပါ යි ။ကိုရှိမှမတိမချင်းရိုက်တန့်အောင်ဒီလိုပဲကြည်နေကြတာဘမော့ရီမလုံးချုံတော့တဲ့မြန်မာပြည်ပါ။ဒါကြောင့်ဒီလောက်အတင့်ရဲနေကြတာတချို့လိုင်းကအတက်အစင်းမှာခပိုင်းနိုင်အဖွဲသတိပြုပါလို့စာတမ်းကတ်ထားပါ යි ။ တခါတလေခပိုင်းလိုက်တွေကိုမိရင်မြစ်တာထားတဲ့လူတွေရဲလက်အလိုက်ပါဆိုတဲ့လူတွေကြည်ထားပါတိုင်းပြည်ကိုကောင်းကျင်မကောင်းတဲ့လူတွေပြညာပေးရမှာပါနောက်မလုံရှင်အောင်မြန်မာပြည်မှာကိုအားကိုကိုရမှာပါ ရုံးမာတဲ့သူတွေများလာတာသူများပြစ်စီုံလဲယူသူများကိုလည်းဒုက္ခကြောင့်လုပ်တဲ့တဝဆန်တွေအဲ့လိုပဲထမင်းတနက်စားဖို့ကိုးစားနေရမယ့်သူတွေပါရွရွတသားလုံးမစားချင်ကြပါဘူးဆိုပြီးအမျိုးမျိုးပြောဆိုနေကြပဲဖြစ်ပါတယ်တချို့ကတော့ဒီလောက်မျိုးလေကောင်းကြီးမှဝိုင်းအိုက်ခံနေရတာဘေးကကင်းမဲ့သူတယောက်မှမရှိကြတော့ဘူးလားအိမ်နာကပတ်ဝန်းကျင်တွေဒီတိုင်းကြည့်နေကြအံ့ဩလျော်ပဲပန်းဆိုရမ်းမဲ့ကိုတော့ကလေကားပေါ်အတက်ဖုန်းကိုနှိုက်လိုက်တာတိလိုက်တယ်လက်စင်ကန်းနာမြန်ချက်ကိုကလေမြင်လိုက်တာ ရှိရကောင်ဆောင်းတွန်းပြီးနောက်ကလူစီယာပြန်ယူလိုက်တာသူတို့ဖွဲ့ချင်းများတော့အချိန်ကြာညက်ထားတဲ့ကိုဖုန်းအဲ့ချိန်နောက်ထပ်၂ရောက်ပြေးလာတာပေါင်း၄ရောက်133ကသမအကိုကောင်းလို့အထုတောင်းမခံလိုက်ရတာညီလေးတက်တက်တကားပိတ်ပြီးမောင်းထွက်ပြီးလို့ကန်ကောင်းသွားတယ်ဒါပေမဲ့အဲ့တုန်းကလည်းဘေးလူတွေကလည်းတန့်တော်ရက်ကြည့်နေကြတာပဲအခုလည်းကားပေါ်လူတွေကတရားနဲ့အများနိုင်ထက်စီနေလုံနေရမြန်မာလျက် ဝိုင်းမကုန်ညီကြတာလားကြီးလို့အတော်အဆင်ပြေနေကြတာလားကားပေါ်ပါလူတွေသားညီရင်ဒီကလေးအခုလိုဖြစ်စရာကိုအကြောင်းမရှိပါဘူး အတော်အံ့ဩမိရေလို့အမျိုးမျိုးပြောဆိုနေကြတာပါ။ဒါပေမဲ့ကားပေါ်ပါသူကတော့ကျွန်တော်တို့58ကားပေါ်မှာဖြစ်သွားတာပါ။ကားသမားကခပိုင်းနိုင်တွေကိုတည့်ရဲ့ပုံစံမှာပဲဘဲချိန်ပါမတောင်းရင်ယူမှုမရှိပါဘူး။ကောင်းလေးကိုကားပေါ်ကကန်ချပြီးဝိုင်းချရဲ့အချိန်ကားသမားကားကိုမောင်းထွက်သွားပါဆိုပြီးပြောလာခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အခုလိုခစ်ပြက်ကြီးတဲ့မှာအလုံးမဲတစ်ခုခုဆိုမဆိုင်တလို့ကြည်နေရမယ့်အချိန်မဟုတ်ပါဘူး။ဒီနေရာမှာငါ့ဆွေမျိုးသားချင်းဆိုရဲစိတ်နေပဲစဉ်းစားကြည့်ပါ။ ခေတ်ကာလအရာပြည်သူတွေစည်းလုံးရမယ့်အချိန်မှာဘေးတိုင်ပူပြောမလုပ်ဘဲကုညီကြပါထီသွားရေးကလေးလည်းအမြန်တက်တာပါစီအခုလိုကာသမားနေပါပေါင်းပြီးလှူစားနေရခပိုင်းနိုင်တဲ့အပေါ်အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်အရက်မိုးပြီးကားမောင်းရာကနေအမျိုးသမီး၃ဦးလုံးပွဲချင်းပြီးတိတ်ဆုံတဲ့အထိဆိုပါခဲ့တဲ့စူပါလင်းရဲ့ရင်တိုင်မှု မင်္ဂလာပါပရိသတ်ကြီးတို့ရေဟာတတိုက်လူရှင်တော်အဖွဲ့ကနေအမှုပညာလောကမှာပေါပောင်မြမြဖြစ်လာသူဟာတာပြုတ်ဆောင်စူပါလင်ကတော့အခုချိန်ထိတငယ်ချင်းဖြစ်သူတွက်လက်နဲ့အတွင်းညီညီဟာတာပြုတ်ဆောင်လေးတွေကိုလှုပ်ဆောင်ပြီးပရိသတ်အပေးမှုကိုရရှိနေသလိုလူကြိုက်များတဲ့အဖွဲ့လေးတစ်ဖွဲ့လည်းဖြစ်ပါဒါပေမဲ့လည်းအခုလိုပရိသတ်တွေကိုအမြဲတမ်းရှယ်မောပျော်ရွှင်လုပ်ပေးနေတဲ့ဟာတာပြုတ်ဆောင်စူပါလင်ဟာမေဆယ်ရည်နေ့မှာတော့ အစိုးရဆောင်ရှိမတော်တဆမှုကြီးတစ်ခုဖြစ်သွားခဲ့ကသူကားနဲ့ဝင်တိုင်းမှုကြောင့်ကားရှိမှရှိတဲ့ဆိုင်ကယ်ဘေးတွဲပေါ်ပါအမျိုးသမီး၃ဦးပွဲချင်းပြီးကဆိုင်ကယ်မောင်းသူအမျိုးသားပေါင်းကြိုးသားခဲ့တယ်လို့သိရပါတယ်။ဒီဖြစ်စဉ်ဟာ၉ရက်လောက်ကြာပြီးဖြစ်ပေမဲ့လည်းဆိုရှယ်မီဒီယာမှာတော့မတွေ့ရဘဲဖြစ်နေခဲ့တာပါ။ဖြစ်စဉ်အစားကတော့စူပါလီရဲ့ကားကမီဆယ်ရဲ့နေ့ညမှာတော့တန်လင်ကို လဝဲတတာကနေဖြတ်မောင်းသွားခဲ့တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ဖြတ်မောင်းသွားရင်အချိန်မှာကားအစီးတက်ဖြစ်သွားခဲ့တာပါ။အဲဒီလိုဖြတ်မောင်းသွားချိန်မှာစူပါလင်းရဲ့ကားကတစ်ဖက်ကဆိုင်ကယ်ကိုကျော်ဝင်တိုက်ခဲ့တာဖြစ်ပြီး သူတိုက်လိုက်တဲ့အချိန်ကြောင့်နေရာမှာတဲ့အမျိုးသမီး၃လုံးပွဲချင်းမိတေဆုံးကတယောက်ဆိုရင်ကားလေးချိတ်ပါသွားတဲ့အထီကိုစိုးဝါခဲ့ပြီးဆိုင်ကယ်ရှင်မောင်းသူကတော့ပေါင်ကျိုးသွားခဲ့ပါတယ်။ဒါကြောင့်မလို့လက်ရှိမှာတော့ရဲတပ်ဖွဲ့ဝင်နဲ့တာဝန်ရှိသူတွေကစူပါလင်းကိုခေါ်ယူထိန်းသိမ်းထားခဲ့ပြီးဖြစ်ပြီးစစ်စည်းချိန်မှာတော့စူပါလင်းကတော့အယက်မူးနေရဖြစ်ပြီးစကားတွေလည်းမမှန်ဖြစ်နေခဲ့တာပါ။ကျူပါလင်းကိုထိမ့်သိမ်းထားစင်မှာသူဟာတပင်အဖွဲတွေကလာဟာတာအစည်းအုံးတွေကလာဆိုတာတော့မသိတော့ဘဲလွတ်နေရဲ့လို့သိရပါတယ်။အခုချိန်ထိတော့ သူ့အမှုအတွက်ဘယ်အမှုပညာအပေါင်းအသင်းမိတ်ဆွေကမှလာရောက်ကူညီပေးတာမျိုးလည်းမရှိသေးဘူးလို့တီးကြတဲ့သတင်းရင်းမြစ်တွေကဆိုပါတယ်တည်ဆုံးသွားသူအမျိုးသမီး၃ဦးကလည်း20ကျော်အရွယ်လေးတွေဖြစ်ပြီးအရွယ်ကောင်းလေးတွေဖြစ်လို့မိဘတွေကတော့တကယ့်ကိုဝမ်းနည်းနေရမှာအမှန်ပါပဲအခုလိုအရမိုးပြီးလမ်းပြောင်းပြန်မောင်းခဲ့တဲ့လူတည်ဆုံးတဲ့အထိရင်တိုင်းမှုဖြစ်ခဲ့တဲ့စူပါလေးအပေါ်မိမိရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်